မြန်မာအလှမယ်ခင်ခင် line ပေါ့နော်လက်ရှိဒီ Miss Art ပြိုင်ပွဲမှာဝင်ပြိုင်နေတဲ့ဒီခင်ခင် line အနေနဲ့ဒါ insider information လို့ပြောလို့ရတယ်ပေါ့နော်ဒီ Philippine page တခုပြည့်တဲ့ဒီ TPF Philippines ဆိုတဲ့ page ကနေသူကဒီ advocacy presentation stand up top 20 list ထဲမှာမြန်မာအလှမယ်ကိုထည့်ထားတွေ့ရတယ် so ဒီရက်ပိုင်းထဲအခုက miss up တင်ပွဲကစနေပြီဒီရက်ပိုင်းထဲမှာဒီအလှမယ်တွေရဲ့ presentation ဒီလူမှုလုပ်ငန်း presentation ကိုလုပ်ရတယ်ဆိုပြီးတော့ publicly အပြင်ကိုထုတ်ပြန်ထားတာတိတ်တော့မတွေ့မိဘူးပေါ့နော်သူတို့အထင်းမှာပဲသူတို့ကကျင်းပတာ miss art ရဲ့ဒီကျင်းပပုံကဒီလိုမျိုးပေါ့နော် so အဲ့ဒီခါဒီ ဲ့ဒီပွဲကိုတက်ရောက်တဲ့သူဖြစ်တဲ့ဒီ DBF Philippine Page ကနေပြီးတော့ဒီအလှမယ်အယောက်20ရဲ့ပေါ့နော် presentation skill တွေကိုသူတို့ top 20 list အနေနဲ့ထုတ်ပြန်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီတန်းမှာမြန်မာအလှမယ်ပါလာတယ်ဒါဟာအရန်ကိုအလားလာကောင်းတယ်ပေါ့နော်ဟောဘာလို့လဲဆိုရင်ဒီ great speaker country ဖြစ်တဲ့ Philippine လိုမျိုးနိုင်ငံက judge တွေပြီးရင်နောက်တို့မျိုး fan group တွေကနေပြီးတော့အလှမယ်ရဲ့မြန်မာအလှမယ်ရဲ့ဒီစကားပြောစွမ်းရည်တွေပြီးရင်နောက်ဒီလူမှုလုပ်ငန်းကိုဒါအတိမတ်ပြုနေတယ်သူတို့မြင်နေတယ်ဆိုတဲ့ဟာကိုဒါတွေ့ရတယ်ပေါ့နော်